အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါရဗျာဒီနေ့မှတော့ရုပ်ကဆိုးနဲ့များမနေနိုင်အောင်လာရောက်ကူညီမစားပေးမဲ့ခါရတဲ့ပုံနဲ့များပေးမှဖြစ်ပါတယ်ဟုတ်ပါတယ်ဒီခါရတော်ကရုပ်ကဆိုးတွေကကူညီဖြည့်ဆည်းပေးရတယ်ရုပ်ကဆိုးတွေကူညီမစားပေးခြင်းနဲ့ခံရမယ်အထူးခါရပဲဖြစ်ပါတယ်ကဲတောင်းနာမိတဲ့မိတ်ဆွေညီငယ်များအတွက်များပေးခြင်းဖြစ်ပါတယ်ဘာလို့လို့လဲဆိုတော့ကျွန်တော်တို့တွေကစာရွက်တရွက်လုံမယ်အဲ့တော့ဒီနေရာမှာသူက3မျိုး3မျိုးပေးထားတယ်ပုံနော်3မျိုးပေးထားတယ်ကျွန်တော်ရေစက်ကူ တို့မဟုတ်ကျွန်တော်တို့ထမ်းရွက်အဲကျွန်တော်ထမ်းထမ်းရွက်ကတော့ကျွန်တော်တို့အညာဒေတာတော့ပေါ်ပေမဲ့ကျွန်တော်တို့တို့အောက်ပြီးအောက်ရဘက်တော့နည်းနည်းတော့ရှားမယ်လို့ထင်တယ်နော်ဒီထမ်းရွက်ပေရွက်တို့မဟုတ်စက်ကူပေါ့နော်ထမ်းရွက်ပေရွက် စက်ကူအဲဒီ၃မျိုးတည်းရရရတစ်ခုမှကျွန်တော်ဒီကားတော့ရေးရမှာဖြစ်ပါတယ်အာကာတထာနဘုံမထာစရုခထာစ မဟိတိကအဋ္ဌိမန္တောစဟေဒီဝါ မန်ပါပေတုပဋိသိတံကျွန်တော်နောက်တစ်ခေါက်ထပ်ပူဇော်ပေးပါမယ်အာဂတထာနာဘုံမထာသရုခထာသမဟိတိကာအေတိမန္တာသဟေဒီဝါမန်ပါပေတုပဋိသိတံအာဂတထာနာဘုံမထာသရုခထာသမဟိတိကာအေတိမန္တောသဟေဒီဝါမန်ပါပေတုပဋိသိတံ ာကာတထာနာဘုံမထာသရုခထာသမဟိတိကာအေတိမန္တောသဟိဒီဝါမံပါပေတုပတိစီတံဆိုပြီးမိတ်ဆွေများက38ခေါက်ပေါ့เนาะအဲ့တော့ဒီဟာကိုအဲ့စာရွယ်ပေရွယ်ထန်းရွယ်မှာဒီကားတော့ရေးလိုက်မယ်ရေးလိုက်ပြီးတော့အဲ့အဲ့ဒါလေးကိုကင်ပြီးတော့38ခေါက် မန်းမှာဖြစ်ပါတယ်နော်၃၈ကောက်မန်းလိုက်ပါအဲ့တော့ကျွန်တော်တို့ဒီဂါတာလေးဆန့်တဲ့လောက်ပေါ့နော်ပေပေရွက်ဆိုလို့ရှိရင်လည်းဒါတာလေးကျွန်တော်ဘာနဲ့ရည်မလဲလို့ချုပ်မေးတယ်ခဲတဲ့နဲ့ရည်လေးရတယ်ဘာနဲ့ရည်ရည်ပါအဓိကရည်ရည်ဆိုရင်ရပါပြီအဲ့တော့ဒီဂါတာလေးကိုအဲ့ဆာရွက်သို့မဟုတ်ပေရွက်ထောင်းရွက်မှာရည်မယ်အဲ့တော့ဒီအဲ့ဒါလေးကိုရေးမယ်ရေးပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့အိမ်နီးနားမှာရှိတဲ့ကျွန်တော်အပင်ကြီးကြီးမှာရှိတဲ့ကျွန်တော်ရုပ်စိုးနေတဲ့အပင်မှာအဲ့ဆာရွက်လေးကို ချိတ်ထားမှာဖြစ်ပါတယ်ကျွန်တော်အသားလေးကတ်ပဲကတ်ကတ်ချိတ်ပဲချိတ်ချိတ်ပုံเนาะအဲခိုင်းလေးတစ်ခိုင်းမှာချိတ်ထားလဲရလဲကတ်ထားလဲရပါတယ်ချိတ်ထားဟမ်ချိတ်ထားအဲ့ကျွန်တော်တို့ချိတ်ထားလေးရတယ်ကတ်ထားလေးရတယ်အဲ့တော့ဒီတော့ကျွန်တော်အနီးနားမှာအပင်မရှိဘူးဆိုလို့ရှင်ဘယ်လိုလုပ်မလဲရပါတယ်အပင်နေအကြီးကြီးရှိတဲ့နေရာကိုသွားပြီးတော့ချိတ်ထားလို့ရပါတယ်ချိတ်ထားပြီးဆိုလို့ရှင်တော့ကျွန်တော်တို့ခုနှစ်ရက်တတိပေါ့နော်ခုနှစ်ရက်တတိ ခွန်နေတတီကျွန်တော်တို့ကဒီဟာဒီဟာလေးလေးကိုခွန်ခွန်ရက်ပဲเนาะခွန်ခွန်ရက်ပဲခွန်နေတတီတော့ကျွန်တော်တို့ကမနက်လဲသွားပြီး38ခေါက်ရွတ်မယ်ညနေသွားပြီး38ခေါက်ရွတ်မယ်မနက်38ခေါက်ညနေ38ခေါက်မနက်38ခေါက်ညနေ38ခေါက်အဲ့တော့ခွန်ရက်တတီရွတ်မယ်ခွန်နေတတီရွတ်ပြီးတာနဲ့အဲ့တော့ကျွန်တော်တို့ဖြစ်ချင်တဲ့တစ်ခုကိုဆူတောင်းလို့ရပါပြီအရန်လွယ်တယ်เนาะအဲ့တော့ခွန်နေပြပြီးတာနဲ့ကျွန်တော်တို့ဖြစ်ချင်တဲ့တစ်ခုကိုဆူတောင်းမှာ အဲ့တော့ထိပေါက်ခြင်းနဲ့မိတ်ဆွေများထိပေါက်ရပါလို့ဤနိုင်ငံခြားမြန်သွားခြင်းနဲ့မိတ်ဆွေများနိုင်ငံသွားရပါလို့ဤအကျွေးခြင်းနဲ့မိတ်ဆွေများအကျွေးကြရပါလို့ဤအာဘာဘာဖြစ်တဲ့ညာဖြစ်ခြင်းနဲ့တာသမီလိုခြင်းနဲ့တာသမီရရပါလို့စပြပေါ်တော့ဖြစ်ခြင်းတာတစ်ခုတည်းကိုစူတောင်းအဲ့ဒါအဲ့အိမ်မှာရှိတဲ့ကျွန်တော်တို့တွေအဲ့အိမ်မှာရှိတဲ့နှုတ်ဆိုးဘုံမဆိုးနဲ့မင်းကြီးကကျွန်တော်တို့ကိုတေချာပေါက်ကိုကူညီပေးပါလိမ့်မယ်လို့ဆိုထားပါတယ်အဲကျွန်တော်ပြောမယ်ဆိုလို့ရှိရင်စူတောင်းမယ်ဆိုရင်ကျွန်တော်ကလေးလေးဆဆလေးယွန်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 းကြိုးကြိုးလေးပေါ့နော်ကျွန်တော်တို့က အကူအညီတောင်းတာဆိုတော့ပေးခြင်းအောင်လို့ကျွန်တော်ပြောပြရမှာဖြစ်ပါတယ်အဲ့တော့ ဒီကြားဒီကြားလဲတွိုင်းတွိုင်းနေဖြစ်စေကျွန်တော်တို့အဲ့မှာရုပ်ရုပ်ဆိုကြီးအတွက်ပေါ့နော်ဖြောင်းနိုင်ဟိုကျွန်တော် sorry ဖြောင်းနိုင်ကြတော့ထုံးညင်မီးထင်းကြောက်ရတဲ့အမွေးတိုင်ပေါ့နော် အမွေးအမွေးတိုင်လေးထုံးပြီးမှကျွန်တော်ခါတာကိုရွတ်မယ်နော်အဲဆရောက်ပြီးဆိုတာနဲ့အမွေးတိုင်တတိုင်းထုံးပြီးတော့အသားလေးပူစော်လိုက်မယ်ဗျာအသားလေးထိုးထားလိုက်မယ်ထိုးပူစော်ပြီးတော့မှခါတာကို38ခေါက်ရွတ်လိုက်မယ်38ခေါက်ကြော်သွားလဲရလေကိစ္စမရှိပါဘူးအနည်းဆုံး38ခေါက်တော့ဖြစ်ရမယ် အဲ့ဒါကိုမနက်တတိုင်း39ခေါက်ရုပ်ညနေတိုင်း39ခေါက်ရုပ်အဲ့ဒါကို9ရက်တိတိပဲခုနှစ်ပြည့်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖြစ်ချင်တာတစ်ခုကိုဆူတောင်းခဲ့လို့ရပါပြီလေးလေးလေးနဲ့လေးဆူတောင်းမှာအဲ့တော့ဆူတောင်းမိတာတဲ့နောက်ရက်သွားစရာမလိုတော့ပါဘူးဆူတောင်းနေပြည့်ပါပြီတကယ်လို့မိတ်ဆွေများဆူတောင်းနေပြည့်ပြီတဲ့လာရောက်ဖြည့်စီပြီတဲ့အမှန်တကယ်ပဲဖြည့်ပြီတဲ့အိမ်မက်တွေပေးတယ်တော့မဟုတ်ဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့မှာရုပ်စိုးကြီးနေဖို့အတွက်အဲ့တော့ကျွန်တော်တွေရုပ်မစိုးဘုံမစိုးကြီးနေဖို့အတွက်ကျွန်တော်တွေနှက်စင်းတို့နှက်ကုန်းတို့ သေးချာကြကြနာလေးနဲ့ပူဇော်ပတ်တာပြီးတော့ကျွန်တော်တို့ကစောက်ပြရမှာဖြစ်ပါတယ်သူ့အတွက်အိမ်လေးတလုံးစောက်ပြရမှာဗျာအဲ့လိုမျိုးလေးစောက်ပြမယ်အဲ့လိုမျိုးလေးလည်းပြောပုံမျိုးတကယ်လို့ထိပေါက်ကျင်းတဲ့မိတ်ဆွေများကတော့အဲ့တော့ကျွန်တော်ကြီးထိပေါက်ရပါလို့ကြီးတကယ်လို့တိန့်တီကျွန်တော်တိန့်တီစုအကြီးကြီးပေါက်လို့ရှိရင်လည်းရုပ်ရုပ်ဆိုးကြီးနေဖို့အတွက်ရာဒီပေါ့နော်ရုပ်ဆိုးကြီးပိမှန်ရုပ်ရုပ်ဆိုးကြီးရဲ့နေဖို့အတွက်နကွန်နှက်စင်စောက်ပြီးတော့လူနှမ်းပါမယ်ဆိုပြီးအဲ့လိုမျိုးလဲပြန်လည်ပြီးတော့ ဟောပြောပြောခဲ့ပေါ့နော်ဒါမှကျွန်တော်တို့သဘောကြမှာပေါ့ဗျာနော်ကိုကိုအတွက်လည်း तू ကပြီးတော့သူ့အတွက်လည်းပြန်ပြီးတော့ပြိမယ်ဆိုတဲ့သဘောမျိုးနဲ့ပေါ့နော်ငယ်အဲ့လိုမျိုးလေးလည်းမိတ်ဆွေများပြောခဲ့ပါအဲ့ဒါလေးကိုတေချာပေါ့အဲကျွန်တော်တို့တွေအခုညင်ပေးပါတယ်ဒါကတော့ကျွန်တော်မိတ်ဆွေတွေအဲရုပ်စုချစ်ခါတာတို့ရုပ်စုကုခါတာတို့တောင်းတမိထားတဲ့မိတ်ဆွေများတဲ့ဒီခါတာကအစွန်ထဆုံတဲ့မှာလည်းတပုတ်ပါဝင်ပါတယ်ဒါကြောင့်ပြန်လည်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးပါတယ်မိတ်ဆွေခုနသားသမီးအားလုံးလည်း ဆူတောင်းနေပြကြပါစေခက်ခဲတွေအားလုံးကြိုလွတ်နေကြပါစေဆက်ချမ်းသာကိုကြမှာရှိကြပါစေဗျလိုင်းရ်စကွဲနေပြီးအားပေးကြပါအောင်ခမရအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ